ဒီနေ့ကျွန်တော်ရဲ့ကောင်းဆုံးလေးကတော့နိုင်ငံရေးဆိုတာပါလေမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်စာရိတ်ကပြားရင်းမရွတ်တော့ပါဘူးပြောမယ့်နေတိုင်းလေးဆက်ပြောရရင်တော့ပြင်းကျွန်တော်ရင်ပြည်တိုင်းနောက်လေးမြန်မာ channel လေးကိုလမ်းညွှန်လို့ပဲဖြစ်ဖြစ်တမင်ဝင်ကြည့်တာပဲဖြစ်ဖြစ်ပေါ့လေကြည့်ချူပြီးသူအားလုံးကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းလေးကာရဝရှိထားနှုတ်ဆက်တာပါတယ်နေရန်ဆုံးမှာတော့ကျွန်တော်ဖတ်ဖို့သမျှ စာရူပေကလေးများမျက်ဝေပါမယ်ကျွန်တော်ကစပ်ဖားရတာစပ်ပေလေ့လာရတာစပ်ပေဟောပြောချက်တွေနားထောင်ရတာဝါသနာပါသူမို့ကိုဒီဒီစာစုလေးတွေဖတ်ရင်စပ်ပေဟောပြောချက်လေးတွေကိုနားဆင်ရင်ကျွန်တော်အကြိုက်တွေးခဲ့တဲ့အစိုးရဆက်ဆက်ထောင်ခဏခဏကြားခဲ့တဲ့နိုင်ငံရေးသမားစာရေးဆရာ ဟာတတ်ဒရိုက်တာဦးစာကနာရဲ့စာစုလေးမျက်ဝေပေးပါမယ်ထို့နောက်ကတ်တုန်သရုပ်ပြလေးလည်းပြောပြပါဦးမယ် ဥဇာကနာရဲ့စာစုလေးကဘာပြောလဲဆိုတော့နိုင်ငံရေးဆိုတာဘာလဲတဲ့မိကုန်လိုက်ပါတခါတုန်းကတပ်ပါနှစ်ယောက်ရှိတယ်တဲ့တားဖြစ်သူကအဖေကိုမေးတယ်အဖေနိုင်ငံရေးဆိုတာဘာလဲဒီချိန်မှာအဖေကဖြေတယ်တားရဲ့နိုင်ငံရေးဆိုတာအဖေတို့နေတဲ့အိမ်အိမ်လိုပေါ့တားရဲ့အိမ်မှာအဖေကအိမ်တော်ဦးစီးဆိုတော့အရင်ရှင်ပေါ့တားရဲ့မိမိကတော့အစိုးရပေါ့ကွာ ာကတော့ဖေရိုးမိရိုးမွေးထားတဲ့သားဆိုတော့ပြည်သူပေါ့ကွာသားကထမေးတယ်ဒါဆိုရင်အိမ်ကအိမ်မတော်ကြီးကဘောပေးသူကလောက်သမားအောက်စီလူတန်းကပေါ့တားရဲ့ဒါဆိုညီလေးကဘောပေးရဲ့မင်းညီလေးကတော့တိုင်းပြည်ရဲ့နာကပေါ့တားရဲ့ဒီလိုနဲ့ညံရောက်တဲ့ခါကလေးကဒါကိုစဉ်းစားရင်အိမ်မပြောဘူးတဲ့ဒီချိန်မှာပခက်ထဲကညီလေးကသေးတွေပေါ့အီးတွေပါပြီးငိုတော့အိမ်မပြောတဲ့ကလေးကအမေကိုသွားနှုတ်တယ် အမေကတခေါက်ခေါက်နဲ့အိတ်နှူမရဒါနဲ့ဖိတ်သွားခေါ်မယ်လို့အဖေကသူ့ရဲ့မှာမရှိဘယ်နဲ့သွားပါလိမ့်ဆိုပြီးတင်းရင်အောက်ထပ်ကိုဆင်းသွားတွေ့ပြီးအဖေကအိမ်မော်တော်ကြီးရဲ့ကလေးပေါ်မှာစိတ်တက်တက်နဲ့ပေါ်ထပ်ကိုပြန်တက်မူးလင်းတော့အဖေကိုပြောတယ်ဖေကျွန်တော်နိုင်ငံရေးဆိုတာသိလိုက်ပြီဘယ်လိုများလဲတာရဲ့ပြောပါဦးတကယ်တမ်းကျတော့ဖေကနိုင်ငံရေးနဲ့တူတဲ့ကျွန်တော်တို့အိမ်မှာတကယ်ခက်ခဲကြုံလာတော့ အစိုးရနဲ့ကြူတဲ့အမေကလည်းနှုတ်မရဘူးအိတ်နေတာရင်းရှင်ဆိုတဲ့အဖေကလည်းအောက်ရှင်လူရန်သားနဲ့လုံထွေးနေတော့အနာကနဲ့တူတဲ့ကျွန်တော်ညီလေးခမညာရှီလို့နေပြီပေါ့အဖေရဲ့တကယ်မှတ်သားဖို့ရကောင်းလို့ပြန်လည်မျက်ဝချင်းဖြစ်ပါတယ်နောက်ရုပ်ပြကတ်တုန်းလေးဆက်ပြောပြပါမယ်အသက်80ကျော်အဖွားကသူ့သားကိုဖုံးဆက်နေရှာတယ်သူ့သားကကြီးရက်မှာဘူကြီးဆန့်တားရီမမြင်ကိုရတိုးတောင်ချောက်ရှားအဆက်ဆက်ရရဂယူးဆိုင်ပါတားရဲ့ အမိမှာတတရွယ်အကူအထရာရှိတယ်ပါကွယ်ဈေးတောင်ကောင်းရွယ်ဈေးတွေဘဝနဲ့မိသားကိုပညာတွေသင်ပြီးဒူကြီးဖြစ်အောင်ကြောင်းထားပေးကြတာတာတိပါတယ်နော်နိုင်ငံရေးမတည်ငြိမ်ဖြစ်နေချိန်မှာဂရုစိုက်ပါကွယ်အမိကိုလည်းပြည့်မထားပါနဲ့တာရဲ့ဟုတ်ကဲ့ပါအမိရဲ့အမိတစ်ခုတာတစ်ခုဘဝမှာအမိကိုပြည့်မထားခြင်းနဲ့လက်ရှိရှေ့တန်းမှာတာကိုယ်တိုင်ဆုံးဖြတ်ခံနေရတဲ့အမိရဲ့တနည်းတော့အမိစီပြောင်းရမယ်ထင်ပါရဲ့အမိရဲ့ ကြည်ပွဲစရာဖြစ်ဖြစ်လေးတွေကိုမိမုံထိုးစာစုလေးများမျက်ဝင်ချင်းတွေ့နှစ်သိမ့်လိုက်မယ်လို့ပြောလိုက်ပါတယ်